ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေជួសុបပါတယ် Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဒါနမိတ်ကျော် Superstar ဘောလုံးမတယောက်ဖြစ်သတ်မှတ်ခံပြီးတော့ပါအခု talent တွေအားလုံးဆုံးရှုံးပြီးတော့ career အစကပြန်စားရမယ်ဒါဖို့ဖို့ပါပေါ့လေဒါဖို့ပါဆိုတာကလက်ရှိဘောလုံးကရဲ့အကောင်းဆုံးဘောလုံးမတယောက်ဖြစ်တဲ့ World Cup winner ဖြစ်တဲ့ CDS winner တယောက်ဖြစ်ခဲ့ပြီးတော့မှာ ဂျူဗန်နက်စ်ကိုရောက်ပြီးခဲ့ကဆေးစစ်ကြသွားခဲ့တဲ့အတွက်ကြောင့်တာမီဆေးချောင်းပွဲပယ်ခံရတဲ့နှစ်နှစ်ပွဲပယ်ခံရပြီးတဲ့အချိန်မှာ၁၈လပေါ့လေပွဲပယ်ခံပြီးမှပြီးခဲ့တဲ့မတ်လမှာသူဆေးတာမီဆေးရဲ့ပွဲပယ်ကအဆုံးသတ်ပြီးတော့အသင်းသစ်ကိုစတင်ရှာဖွေနေတာအခုရာသင်သစ်မှာဖိုးဖို့ပါတယောက်အသင်းသစ်ရှာဖို့နှိစက်သွားပြီဆိုတော့ဖိုးပါကိုလိုချင်တဲ့အသင်းတွေများကြီးရှိတယ် ဒါ major league club အသင်းတွေရှိတယ် saudi arabia club အသင်းတွေရှိတယ် now russia league ကလပ်တွေတောင်မှရှိခဲ့ပြီးတော့ four football က highest level မှာကစားခြင်းတယ်ဆိုအခုနောက်ဆုံးမှာဖိုပါနဲ့တရင်ထွက်တဲ့အသင်းဒီတဲကနေမိုနာကိုအသင်းကဖိုဖိုပါကိုတရားဝင်ကမ်းလှမ်းမှုပြုလုပ်ထားတယ်။တနစ်စာချုပ်နဲ့ဖိုပါကိုကမ်းလှမ်းထားတယ်။ဖိုပါရဲ့အဓိကရွေချက်ကပြင်သစ်ညီမာသူဆက်ကစားခြင်းနဲ့ဆန္ဒရှိတယ်။ဘာကြောင့်လဲဆိုတော့ ဒီဒီဒေးရှော့ရဲ့မျက်စိအောက်မှာဆက်ကစားပြီးတော့2026ကမ္ဘာဖလားပြိုင်ပွဲကိုပြင်သစ်အသင်းနဲ့ဝင်ခြင်းနဲ့လက်ရှိပြင်သစ်ကွင်းလယ်မှာက Aurelio Tuchermandi ရဲ့ Adrian Rabiot ရဲ့ပြီးတော့မှ Edward Camavinga ရဲ့ Manuko နေရဲ့ဒီစားမ၄ယောက်လောက်ပဲရှိတယ်။အဲ့ကွင်းလယ်ကအတွေ့အကြုံရှိတဲ့ကစားမ Warwick ကောင်းကောင်းနဲ့ကစားမတယောက်လိုတယ်။နောက်တစ်ခုကတကယ်အတွေ့အကြုံရှိတဲ့ကစားမ Paul Pogba လိုတိုက်မျိုးမြောက်နီးပြကိုယ်တိုင်က အန်ဂူလိုခန်တီတောင်ပြီးခဲ့တဲ့ယူရိုမှာပြန်ရွေးခဲ့တာကိုကြည်ကြည်အဖြစ်ဖောဖောပါအတွက်ကောင်းကောင်းချမ်းရှိတယ်ဆိုတော့မိုနာကိုအသင်းကဖောပါကိုဒါဒါခေါ်ယူဖို့စပြီးတော့ဆုံးဖြတ်လိုက်ပြီဆိုတော့ဖောပါကိုတိုင်ကဆဆချင်းသူပွဲပယ်ကပြန်လာတဲ့အချိန်မှာ ပြင်သစ်ကလပ်မာဆေးကိုသူအော်ဖာလုပ်တယ်။ငါမင်းတို့အသင်းကိုပြောင်းချင်တယ်မာဆေးငါ့ကိုခေါ်မလားဆိုပြီးတော့ကမ်းလှမ်းခဲ့တယ်။မာဆေးသင်းရဲ့နီးပြရောဘတ်တိုတဆာဗီကပယ်ချတယ်။ဖောပါကိုခေါ်လိုက်ရင်အသင်း balance မမျှနိုင်ဘူး လို့သူတို့ခံစားမိတဲ့အတွက်ဖို့ဖို့ပါပြောင်းရွှေ့ပြတ်သွားတယ်အဲတုန်းက Mason Greenwood နဲ့ဖို့ပါပြန်တွေ့မဲ့ဒါ Real နဲ့ပြန်ဖြစ်မဲ့ဒါအခြေအနေကပျက်စီးသွားတယ်အဲ့ကနေမှဆင်ဖို့ပါအသင်းသစ်ရှာရင်းနဲ့ Paris Saint-Germain ကလည်းမခေါ်ဘူး John Navas ကဗတင်ညာရယ် Fabian Ruiz ကရှိတယ်ဆိုတော့သူတို့အနေနဲ့ဖို့ပါက option က Champions League ဝင်ဝင်ရမယ့်အသင်းနဲ့ဖြစ်မယ် quality ပြည့်ဝတဲ့ဖြစ်ကြောင့်သူ Monaco ကိုသွား offer ပေးတယ်။ Monaco မှာသူ့အတွက်ထူးခြားချက်ကနံပါတ်1အိုက်က test free ဆိုတော့ဖော့ပါရတဲ့လစာတွေအားလုံးဟာအခွန်ဆောင်ဆရာမလိုဘူးမိုနာကိုနိုင်ငံမှာနောက်တစ်ချက်ကမိုနာကိုဟာဒါဥရောပရဲ့ဒါပရစ်ဒီပြင်သစ်လီရဲ့ထိပ်သီးကလပ်ဖြစ်တယ်အဲ့အတွက်ကြောင့်သူကမိုနာကိုကိုပြောင်းချင်ကြောင်းသူကမ်းလိုက်ခဲ့တယ်အခုမိုနာကိုဘက်ကစီးရီးယားစဉ်းစားပြီးတော့ဖော့ပါကို2 year contract ပေးမယ်ဆိုတော့ဖော့ပါဟာမိုနာကိုအသင်းရဲ့ကစားမအသစ်ဖြစ်လာတော့မယ်ဆိုတော့ကျွန်တော်ဖော့ဖော့ပါကိုပြန်တွေးရမယ် ဆိုအမှန်တိုင်းပြောရင်ဗျာဖော့ပါဘူးပရီးမီးယားလိကလပ်တော်တော်များများတဲ့ဥမာထော့တနမ်ဟော့စပါလို့အသင်းမျိုးကစူးဖြစ်တယ်ဗျာဒါကျွန်တော်အမှန်တိုင်းပြောရင်နောက်တစ်ခုကကျွန်တော်အာဆင်နယ်တောင်သဘောကျတယ်ဒါပေမဲ့အာဆင်မှာစူပါမန်တီရောက်လာပြီးပါတီကိုဆက်ထိထားနိုင်တယ်ဆိုရင်တော့ပော့ပါကအရင်တော့မလိုအပ်ဘူးမန်ယူနိုက်တက်မှာလည်းအခုလိုဖော့ပါလို့ကစားမမျိုးလိုအပ်သေးတယ်။ဘာလို့ဆိုယူနိုက်တက်ရဲ့ဘောလုံးတွေအားလုံးကဘရူနိုရှီကလာတာဗျာ ဘူနိုဖနန်တက်စ်ကသူ့လို့သူ့လို့နိုင်ရင်ဖော့ပါကရှိခဲ့ရင်ဒါပေမဲ့ပေးသက်တော်တော်များများနဲ့အများစုကတော့ဖော့ပါရဲ့ lazy ဖြစ်တယ်တို့ track back ပြန်မလိုက်ဘူးတို့နောက်ကွင်းပြပါက behavior တွေဓာတ်တွေအပျော်ပါမှတ်လွန်တဲ့အခြေအနေတွေအားလုံးကို United ကတွေးခဲ့ပြီးတော့သူတို့ကထပ်မလို့ချင်တော့ဘူး Premier League လက်ထဲမှာဖော့ပါကိုခေါ်နေတာက Man City ကဖော့ပါကိုသဘောကျတယ်အဲတုန်းကမှတ်မှတ်ရရ Manchester City က မန်ယူနိုက်တက်ကထွက်တဲ့အချိန်ဂျူဗန်တက်စ်ကိုမပြောင်းခင်မှာဖတ်ကွာဒီယိုလာကဖို့ပေါကို personally request နဲ့ငါတို့ရှိပြောင်းတာမလားအလွတ်ပြောင်းရွှေ့ချည်ဖြစ်တော့ပြောင်းလားဆိုတော့ဖို့ပါကမင်းစောစောလာပြောရင်ပြောင်းတာပေါ့ငါကအခုလက်ရှိမှာဂျူဗန်တက်စ်ကိုကောင်းငိမ့်ပြီးသဘောတူပြီးတော့ promise ပေးထားပြီးဖြစ်တဲ့အတွက် Manchester City အသင်းကိုမပြောင်းတော့ဘူးလို့ပြောခဲ့တယ်ဆိုတော့ Guardiola တို့သဘောကျခဲ့တယ်ဒါပေမဲ့အဲ့ဒါကလွန်ခဲ့တဲ့နှစ်ကအခုကက तू က30နှစ်ရောက်သွားပြီဆိုတော့ ဖောဖောပါကူကျွန်တော်တို့မိုနာကိုအသိနဲ့ပြန်တွေ့ရမှာဖြစ်ပြီးမိုနာကိုကသူ offer လုပ်ခဲ့ရကနေ club ကိုတိုင်က နှစ်နှစ်စာချုပ်နဲ့မကြာမီသဘောတူဖို့စတင်လှုပ်ဆောင်နေပြီဖြစ်ပါတယ်အားလုံးကျေးဇူးပါတယ်ဆိုတော့ question ကဖောပါကူပြင်သစ်လေရင်းစင်မှာတွေ့နိုင်မယ်လို့ထင်လားဘလို့ထင်ကြလဲဒေရှော့အသင်းမှာသူတကယ်လိုအပ်လားကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးပါတယ်